င်္ဂလာပါခင်ဗျာ2019ကြားပြတ်ရွေးကောက်ပွဲကိုလာမယ့်ဧပြီလ1ရက်နေ့ကြာလို့ရှိရင်လစ်လက်မဲဆန္ဒနဲ့စကူးနေရမှာကျင်းပသွားမှာပဲဖြစ်ပါတယ်2019ကြားပြတ်ရွေးကောက်ပွဲမှာထူးခြားတာကတော့2015ထွေထွေရွေးကောက်ပွဲမှာနေမြေတည်ငြိမ်မှုမရှိဘူးဆိုပြီးခြံလက်ထားခြင်းခံခဲ့ရတဲ့ရှမ်းပြည်နယ်အတွင်းကကျေးသီးနဲ့မိုင်းရှူးမြို့နယ်တွေမှာပါကြားပြတ်ရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်ဒါကြောင့်ကြားပြတ်ရွေးကောက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီးရွေးကောက်ပွဲ မတိုင်ခင်ကာလမဲဆင်းတွေကတ်တဲ့အချိန်ကနေစပြီးတော့ရွေးကောက်ပွဲ ကျင်းပတဲ့နေ့အထိစောင့်ကြည့်လေ့လာမှုတွေပြုလုပ်သွားမယ်။အရက်ဖက်အဖွဲ့အစည်းတွေကတခုဖြစ်တဲ့အောက်ချင်းလူမှုအဖွဲ့အစည်းကအမှုဆောင်ဒါရိုက်တာဖြစ်တဲ့ကိုချမ်းလင်းကိုတွေ့ဆုံမေးမြန်းနိုင်မှုအတွက် DBB Studio တွေကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ကိုရမင်္ဂလာပါနော်။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့အခုကိုတို့ပေါ့နော်ဒီရွေးကောက်ပွဲစောင့်ကြည့်ရေးလုပ်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဒီမဲဆန္ဒနဲ့19နေရာရှိရပေါ့နော်။အဲဒီ19နေရာမှာအကိုတို့စောင့်ကြည့်ဖွဲ့အနေနဲ့ တဖွဲ့တည်းအနေနဲ့ပဲစောင့်ကြည့်လို့တာလားဒါမှမဟုတ်တခြားအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရတာလားဗောနော်အာ2015ရွေးကောက်ပွဲတော့ကဆိုရင်တော့ကျွန်တော်တို့အာ Humble Organization အနေနဲ့တိချာစောင့်ကြည့်ရေးလုပ်ခဲ့တယ်တိုင်းနေပြည်နယ်၅ခုမှာဗောလေဆိုတော့အဲ့တုန်းကတော့လူဦးရေလည်းများတယ်တော့ဆောင်မလို့အာကိုယ့်ကိုလူတဲ့ဘိုင်းရှိခဲ့အရောက်600ကျော်900နေပါတုံးခဲ့တယ်တော်တော်ခုဒီချက်ဖြစ်ရောက်ကွယ်မှာကြတော့ဒီနေရလည်းနေတယ်စကူ အာမြို့နယ်တွင်းမှာဆိုတော့ကျွန်တော်တို့ဒီစကုနေရဆိုတော့အာ join ပြီးတော့ကျွန်တော်တို့လောက်ရအောင်ပို့ပြီးတော့တိတိရောက်လုပ်နိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့ဒီ home bill ရဲ့ call မြေ PJM ရဲ့ဒီဖွဲ့သုံးဖွဲ့ကနေကျွန်တော်ပေါင်းပြီးတော့အခု loss ရတော့အဲ့ဒါဆောင်ကြည့်လုပ်နေတယ်ဟုတ်ကဲ့ဒီရွက်ကွယ်စောင့်ကြည့်သူတွေအနေနဲ့ပေါ့နော်အကိုတို့ဒီဆောင်ရတဲ့အခါမှာ2015နဲ့ဒီ2019ဒီကြားပြရွက်ကွယ်နဲ့မှာဒီကွာချားချက်တွေပါရှိလာတယ်ပေါ့နော်တောင်းလဲတုတ်တက်မှုတွေရှိလာအောင် အာပြောင်းလဲတိုးတက်မှုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ commission ပိုင်းပေါ့လေ commission ပိုင်းကိုကျွန်တော်တို့ကြည့်တဲ့ခါမှာ15တုံးကဆိုတော့ပြင်ဆင်နေတဲ့ပိုင်းလေးတွေနဲ့ဆိုတော့ဒါအချင်းကဥစားအနိကဖြစ်တယ်ကျွန်တော်ဆောင်းစီရေလုပ်ငန်းလုပ်တဲ့ခါမှာလည်းအချင်းဟို rush ဒါဖြစ်တယ်ဒုက္ခတော်တော်ရောက်တယ်တော်တော်ဒီချက်ဖြစ်မှာကျွန်တော်အခုဒီအစ်စ်မှာကျတော့ဒီကျွန်တော်တို့6လကျူပြီးတော့ဂျင်ညာထားတယ်ကျွန်တော်ဆောင်းစီရေလုပ်မဲ့လူတွေကိုလည်း open လုပ်ပေးလာတဲ့ခါမှာကျွန်တော်လုပ်ရခံရတာပြင်ဆင်ခြင်း တော်ရသွားတယ်အဲ့တော့ပြောင်းလဲမှုတိုးတက်မှုလို့ကျွန်တော်မြင်တယ်ဟုတ်ကော်မရှင်မိုင်းရဆိုလို့ရှင်ရောဆရာဒီသူတို့အနေနဲ့ကြောင်းအရင်15နဲ့ဆက်လို့ရှင်ကွာချက်ချက်ပါးများရှိနေဆရာကော်မရှင်ဘိုင်းနဲ့ကျတော့သူတို့ရဲ့ဒီ management body ကိုကျွန်တော်ကြည့်တဲ့အခါမှာဒီဒီ2015အလုံးမှာဒီမြုပ်နယ်အဆင့်ဒီဒီဒီအာ rural area အဆင့်တိမှာသူတို့မြုပ်နယ်အဆင့်တိမှာဝန်ထမ်းတွေတော်တော်များများခတ်လာတာတွေ့ရတယ်ဝန်ထမ်းတွေတော်တော်များများ ခန့်လာတာတွေ့ရခါမှာအာဘာဟိုအားနေချက်အတာချက်ကဒီဝန်ထမ်းတွေတချို့ကဒီအရင်တော့အစိုးရအုပ်ချုပ်ရေးမှာတောင်းထမ်းဆောင်ခဲ့တဲ့ပုံကိုယ်တွေတော်တော်များများပါတယ်လို့တချို့ဟာတွေကဒီနေဆက်ဒေတာတွေမှာကျတော့ဒီဥစားအရက်ဖက်မှာလုပ်တဲ့ဖွဲ့စည်းတွေပြီးတော့စိတ်ဝင်စားတဲ့ပုံကိုယ်တွေဒါတော်တော်များများပါလာတာတွေ့ရတယ်အဲ့ခါမှာဘာလို့တော့တွေ့တယ်လဲဆိုတော့သူတို့ဒီဒီ2015အလုံးမှာပဲပါလာခါမှာဒီရုပ်ကပွဲဖြစ်စင်းနေပတ်သက်ပြီးတော့ management ဘက်မှာ အတွေ့အကြုံအင်မတန်နေတယ်နေတဲ့တော့တွေ့ရတယ်ဒီဒီဒီကြားဖြတ်တွေ့ဆိုရင်တော့ဟုတ်ကဲ့ပြီးတော့ဒီကော်မရှင်ပိုင်းမှာဆိုလို့ရှင်ပေါ့เนาะကျွန်တော်တို့ဒါတာဝန်ရှိတဲ့သူတွေဆိုလို့ရှင်ဒါအုပ်ချုပ်ရေးပိုင်းอ่ะအုပ်ချုပ်ရေးဝန်ထမ်းတွေอ่ะကိုပြန်ပြီးတော့တာဝန်ထမ်းဆောင်တာမျိုးတွေရှိတယ်ပေါ့เนาะအဲ့တော့သူတို့တွေဒီလိုမျိုးတာဝန်ယူနေတာဆိုတော့ပေါ့เนาะဒီသူတို့ရဲ့ဆောင်ရွက်မှုတွေဒီရုပ်ောက်ဘွယ်ပေါ့အကျိုးတက်ရောက်မှုอ่ะဒီအကျိုးအပြစ်ကဘာတွေရှိနိုင်လဲဆရာအာအရင်ဝန်ထမ်းဟောင်းတွေကနေဒီကော်မရှင်မှာပါလာတဲ့ခါမှာတစ်ဖက်က ဲ့တော့ဒီဒီပြည်သူတွေ public မဲဆန္ဒရှင်တွေရဲ့ယုံကြည်မှုပိုင်းမို့လဲသူတို့ရဲ့ management ဘလောက်ပဲကောင်းကောင်းဒီ trust ကဟိုအရင်ကအာဒီတူရုံထားဟောမဲ့ဆိုတဲ့စိတ်ကပြည်သူတွေစီမှာရှိတယ်အဲ့တော့ဖြစ်နိုင် အကောင်းဆုံးကတော့ဒီဟာဒီ AFS ကနေထွက်လာတဲ့ comsin ဒီ non partisan ဖြစ်ဖို့လိုအဲ့တော့ကြောင့်မလို့ဒီအကျဖက်ကနေတက်လာတဲ့ပုံကူရီယာဒီကော်မရှင်မှာအင်အား အပြူကလုံလိုက်ဥစ္စာပို့ပြီးတော့တစ်ယောက်ဆုံးဖြစ်တယ်ပို့ပြီးတော့လည်းကောင်းတယ်တခုပဲဆန္ဒဆန္ဒချမ်းသာချက်ဆိုတဲ့ခါမှာကျွန်တော်တို့ကအာဒီပီတူရီရဲ့မဆန္ဒစီနဲ့ trust ကအင်မတန်ကြီးတယ်ဒီဟာတွေတချို့နေရာတိုင်းတော့မဟုတ်ဘူးတချို့နေရာတွေမှာတော့ဒါနည်းနည်းယုံကြည်မှုမတိဆောင်နိုင်တဲ့ပိုင်းလေးတွေတချို့နေရာတွေမှာတွေ့ရတယ်ဟုတ်ကဲ့ ြောစရာဒီအခုကျွန်တော်တို့ကျင်းပမယ်ပေါ့နော်ဒီဂျာပြတ်ရွေးကောက်ပွဲမှာဒါနည်းနည်းထူးခြားတာပေါ့နော်2015တုန်းကဒါနည်းမြေအခြေအနေရမတည်ငြိမ်ဘူးဆိုပြီးတော့ဒါထားခဲ့တဲ့ချန်ပီယံနယ်တွေကမိုင်းရှူးကျေးသီးလို့နေရာဒီမှာကျင်းပမယ်ဆိုပြီးတော့ပေါ့နော်ဒါမဲဆန္ဒနဲ့ဖြစ်ထည့်သွင်းထားတယ်အဲ့တော့ဒီမိုင်းရှူးနဲ့ကျေးသီးဆိုလို့ရှိရင်ဒါဒီ SSBB ပေါ့နော်ဒီဌာနချုပ်နဲ့လည်းနှီးတယ်ဒါလက်နက်ကိုင်ဌာနချုပ်နဲ့နှီးတယ်ပြီးတော့ဒီမှာဝင်ပြိုင်မဲ့ရှမ်းတိုင်းသားများဒီမိုကရေစီဖွဲ့ချုပ်ဆိုလို့ရှိရင်လည်းဒါသူတို့ကနှီးကပ်တဲ့ဆက်ဆံရင်ရှိတယ်ပေါ့နော်ဒါပြောကြတာပေါ့ပြီးတော့ဒီ အဲ့လိုနေရာမျိုးမှာဒီရွေးကောက်ပွဲကိုကျင်းပတဲ့အခါမှာတကယ်ဆရာတို့အနေနဲ့ဆိုရင်ရောလွတ်လွတ်လပ်လပ်စောင့်ကြည့်နိုင်မှာမလားဗောနော်ဒီလိုမျိုးဟိုလက်နက်ကင်အနေနဲ့မိုင်းနဲ့ရှိတဲ့နေရာမျိုးဆိုတော့ပြီးတော့အဲ့နေရာမှာကျင်းပတဲ့ရွေးကောက်ပွဲတွေကရောတကယ်တရားမျှတတဲ့ရွေးကောက်ပွဲတွေဖြစ်နိုင်မှာမလားဆရာအာဒါနှစ်ပိုင်းကျွန်တော်တို့နှစ်ပိုင်းမိနာဗောလေပထမကကျွန်တော်ဒီကျွန်တော်ရဲ့ observatory ဖက်က ကျွန်တော် observatory ဖက်ကနေကြည့်တဲ့အခါမှာဒီအင်အားသုံးတဲ့ဥစ္စာနေတယ်အခုဒီချက်ဖက်က ဆိုတော့ကျွန်တော်တို့ကဒီအားလုံးမဲဆန္ဒနဲ့အားလုံးကိုကျွန်တော်တို့ကာကွယ်လုပ်နိုင်မှာမဟုတ်ဘူးတခုပဲအာတိုးတော့ကျွန်တော်တို့ကဒီအာမဲယုံစီးတဲ့နေရာတိုင်းမှာကျွန်တော်ရဲ့ဒီ network အနေနဲ့ထားပြီးတော့မှဖုန်းနဲ့ incident report ဆိုပြီးတော့ဒါမျိုးကျွန်တော်နေရာချထားတာရှိတယ်တစ်ဖက်ကနေအဲ့တော့ဆောင်းကြည့်တဲ့ဘက်မှာလွတ်လွတ်လပ်လပ်လုပ်နိုင်မလားဆိုတဲ့ဘက်ကတော့ကျွန်တော်ထင်တယ်ဒီဒီ mindset နဲ့ JT 2015တုန်းကမဲဆန္ဒစီနေသူတို့ရဲ့အခွင့်အရေး right မရခဲ့ဘူး ဲ့တော့ဒီဒီတစ်ချိန်မှာချက်ဖြစ်မှာတို့လည်းဒီပြည်သူလူထုမဲဆန္ဒစင်ရဲ့ right ကိုကောင်းကောင်းမွန်မွန်ကွန်ဆန်နေပေါ်ဆောင်ပေးဖို့လုပ်တဲ့ခါမှာဒါဒီအင်မရန်ကောင်းတဲ့အချက်လို့ကျွန်တော်မြင်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီ observatory နေနဲ့လည်းပဲကျွန်တော် observatory ကလည်းကိုယ့်ရဲ့အဲ့ data မှာဆီပုံကူတွေပဲကျွန်တော်ပြန်သုံးတဲ့ခါမှာလွတ်လပ်တော့ကျွန်တော်ဆောင်းစီနိုင်နေမယ်လို့ကျွန်တော်ယူဆတယ် ဟုတ်ကဲ့ပြီးတော့ဒီရွေးကောက်ပွဲရောတကယ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်မှာမလားဒီနေရာတွေကဟာအခုတော့မှအတန်ပြတ်နေတယ်ဒီ NLD ကနေပြီးတော့အာဟိုနဲ့မိုင်းရှူးတဲ့ကကြေးဝါ၃ရောက်ကန့်ကွက်ထားတာတို့ပါတော့နော်အဲ့လိုပြဿနာတွေအတန်လေးတွေထွက်လာတော့တကယ်တရားမျှတတဲ့ရွေးကောက်ပွဲတွေရောဖြစ်နိုင်မှာမလားအဲ့နေရာမှာကျွန်တော်ထင်တယ်အာအဲ့ဒီ၃နေရာမှာမနေ့ကဒီဒီဥစားလွှတ်တော်မှာ NLD အမတ်တကူကနေဒီဟာကိုပယ်ဖို့အာဆိုတင်လာတဲ့ခါမှာတစ်ဖက်ကအာစကားအများကြီးထွက်လာတယ် ထွက်လာခါမှာဒီဟာဒီကဒီဘဲပါတီဆိုလွတ်လွတ်လပ်လပ်ဒီကွန်မရှင်ချင်းပါပေးမယ်ဆိုတော့ဒါကွန်မရှင်ပိုင်းရတောင်ဇူပီတာဖြစ်တဲ့ဆိုမလို့ဒီနိုင်ငံပါတီတိုင်းကတရားဝင်ပေါင်းတရားနေဝင်ပြန်ကြမှာဖြစ်တဲ့ဆိုကြောင့်ကျွန်တော်အမြင်မှာဆိုတော့ဒီကွန်မရှင်ရဲ့မန်နေဂျမန့်ပေါ့လေကွန်မရှင်ဘက်နေမန်နေဂျမန့်ကောင်းကောင်းကန်ပေးတယ်ဆိုရင်ဒီဟာလွတ်လပ်ပြတော့တရားမျှတတဲ့ဒီဒီအဲ့နေရာတွေမှာပေါ့လေဖြစ်လာမယ်လို့တော့ကျွန်တော်အဆမပြောလိမ့်နေပေါ့အကျုံကြီးရဟုတ်ကဲ့ ဆရာတို့ဒီရွေးကောက်ပွဲကိုစောင့်ကြည့်တဲ့အခါမှာပေါ့နော်ဒီအပိုင်းဘယ်နှကိုင်းခွဲပြီးတော့ပေါ့နော်ဒီရွေးကောက်ပွဲဖြစ်စင်မှာအပိုင်းဘယ်နှကိုင်းခွဲပြီးတော့စောင့်ကြည့်လဲပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြတော့ဆရာတို့ဒီလိုမျိုးဒီစောင့်ကြည့်ရေးလုပ်ငန်းတွေကိုလုပ်တဲ့အခါမှာတချို့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်သိထားတာပေါ့တချို့ရွာတွေမှာဆိုလို့ရှိရင်အရန်သွားရေးလာရေးခက်တယ်ပြောရလို့ရှိရင်ဒီပါတီစည်းရုံးရေးနေတော်မှာဒီနေရာတွေကိုတကယ်သွားပြီးတော့မလုပ်နိုင်ဘူးပေါ့နော်အဲ့ဒီနေရာတွေမှာအဲ့ဒီရွာတွေပေါ့နော်ရှိတယ်ပေါ့အဲ့တော့တကယ်ရွေးကောက်ပွဲ ဟိုလေးလာစောင့်ကြည့်တဲ့အခါမှာဆရာတို့အနေနဲ့ဒီအဲ့လိုနေရာတွေကိုပါပေါ့နော်အကုန်လုံးတစ်စုံလုံးခြုံမိအောင်အတွက်ဘယ်လိုမျိုးတွေစီမံဆောင်ရလဲဘယ်လိုနေရာတွေကိုအဓိက hotspot တွေထားပြီးတော့ပေါ့နော်ဘယ်လိုမျိုးစောင့်ကြည့်လဲပေါ့နော်ဟုတ်ကဲ့အာကျွန်တော်တို့စောင့်ကြည့်တဲ့အပိုင်းကတော့ဒီဥစ္စာပေါ့ဒီအာ၃ပိုင်းလို့ကျွန်တော်တို့အာဥစ္စာ general ပေါ့လေ ကျွန်တော်၃ပိုင်းလို့ပြောလို့ရတယ်ပထမပိုင်းကဒီမဲဆန္ဒစင်စင်ကွန်မရှင်နေစာကောက်ပြီးတော့မှဂျင်ရတဲ့ချိန်ကနေစပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ရေလုပ်တယ်အဲ့ဒီခါမှာအာတစ်ဖက်မှာကျွန်တော်တို့ဒီမဲဆင်းကောက်ပြီးတာနဲ့မဲဆင်းကတ်တဲ့ဥစ္စာအတပိုင်းပြီးတော့ဒီဖက်မှာအာနိုင်ငံရေးပါတီတွေအာမဲဆင်းဆင်းတဲ့ကာလကိုကျွန်တော်နှစ်ပိုင်းလုပ်တယ်တတိယပိုင်းကတော့ကျွန်တော်ဒီရုပ်ကောက်ပွဲနေ့ရုပ်ကောက်ပွဲနေ့ရဲ့ဖြစ်စဉ်တစ်ခုလုံးပေါ့လေဒီမဲရုံဖွင့်ကြတဲ့နေ့မဲရုံပေးတဲ့ဇက်လက်ဂျင်ရတဲ့ထည့် အဲ့ဒီကိုကျွန်တော်အာဆောင်ကြည့်တဲ့အနေထားကိုဥစားကျွန်တော်ဆွဲထားတယ်ပြီးတော့ဆောနာဆရာမေးလို့ပဲဒီကျွန်တော်တို့အားလုံးမသွားနိုင်တဲ့နေရာတစ်ခုကိုကျွန်တော်ဆွေးနေတယ်ဆွေးနေတဲ့ခါမှာကျွန်တော်ရဲ့ဒီနည်းနည်းကျွန်တော်ဖက်ကအာတာချက်တစ်ခုပေါ့လေဒီကံကောင်းတဲ့အာတာချက်ဆိုတဲ့အမိကျွန်တော်မှ serious ဆာပါဆောင်ဆာအဲ့ရုပ်ောက်ပွဲဆောင်ကြည့်မလုတ်ခင်ကတည်းကနေကျွန်တော်တို့လုံခဲ့တဲ့အာလင်းငါနှစ်ကတည်းကနေဒီ vocal education civic education ဆိုလို့ဆောက်ကျွန်တော်တောက်ဆောက်လုပ်လာတယ် လှုပ်လာခါမှာနေတိုင်းနေတိုင်းလှုပ်လို့မှာကျွန်တော်ရဲ့ဒီဒေနန်တာဟောင်းနေကျွန်တော်ရဲ့ network ဒီစီထားတယ်စီထားခါကျတော့ကျွန်တော်တကယ်တမ်းဒီမဲယုံကိုကျွန်တော်ဆောင်းကြည့်နိုင်မဲ့အင်အားကကျွန်တော်နည်းနည်းလေးပဲကျွန်တော်လွှတ်ထားတဲ့အတွက်ကြောင့်မလို့အယောက်200လောက်ပဲလွှတ်ထားတဲ့အတွက်ကြောင့်မလို့အားလုံးကဘာမလုပ်နိုင်ဘူးကဘာမလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီဥပမာအာမုံရွာမြုပ်နယ်ထဲမှာဆိုရင်မုံရွာမြုပ်ကမြုပ်မြုပ်ပေါ်အပုံများတယ်အဲ့ဒီပုံစံကနည်းနည်းနည်းတယ်ရွာရွာလေးတွေကဆိုတော့ရက်ွက်အလိုက်ကိုကျွန်တော်ရဲ့လူတွေကိုထားထားတယ် ထပ်ပြီးတော့မှအဲ့ကနေဒီမဲယုံကြီးနိုင်တဲ့နေရာတွေပေါ့ဘယ်နေရာမှာတော့ဘာပြဿနာရှိလဲဘယ်ချိန်မှာဘလို့ရှိလဲဆိုတဲ့ဆံမျိုးကျွန်တော်တို့ဆီကိုတရင်ပေးပါဆိုတော့အဲ့လိုဟာမျိုး network link နဲ့ကျွန်တော်တို့ချိန်ထားတယ်တကယ်လို့ဒီတိုးတော်ဥမာကျွန်တော်တို့ဒီ mind show တို့ JD တို့ပြတော့ဒီချင်းပြည်နယ်အာသန္တလန်တို့ဒီချင်းပြည်နယ်အန်းတို့ကြတော့နေမရကျဲတယ်ကျဲတော့ကျွန်တော်တို့ဒီအာအုပ်စုလိုက်ပေါ့လေကျဲရအုပ်စုလိုက်တောင်ကျောလိုက်ကိုခွဲပြီးတော့မှအာကျွန်တော်တို့ရဲ့ဒီ ်အဲ့ဆိုတော့ဒီ incident report ကိုပေးနိုင်မဲ့ပုံကိုယ်တွေကျွန်တော်တို့တင်တန်းသားဟောင်းတွေကိုချိန်ဆပြီးတော့အဲ့လို ready အဲ့လိုစနေနဲ့ကျွန်တော်ထားထားတယ်ပြည်တော်စုရွေးကောက်ပွဲ commission ဥက္ကဋ္ဌကလည်းပြောဘူးပါတယ်ဒီလိုအခြေအနေတွေကြောင့်မို့လို့တရားမင်းဆင်းကောင်းရင်တော့မှတော့ဒါအမှန်မရနိုင်ဘူးသူပြောဘူးပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးမဲဆင်းတွေကိုတကယ်တမ်းမှန်မှန်ကန်ကန်ပေါ့နော်ပြည့်ပြည့်စုံစုံရဖို့အတွက်ပေါ့နော်တကယ်ကိုအနည်းဆက်ဆုံးယာနှုံးပြည့်ရနိုင်မှုအတွက်ဆိုလို့ရှိရင်ဆရာကျွန်တော်တို့ဘလိုနည်းလမ်းမျိုးတွေနဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ရရှိနိုင်တယ်လို့ထင်တယ်ပေါ့နော် အာဒီမက်ဆီမှန်ကန်ဖို့ဆိုတဲ့ issue ကကျွန်တော်တို့ဒီ2035ကွန်ရှင်ဟောင်းအာဥတည်ရေးခေတုံးကလည်းဒါဒါဆိုပြောလာကြတယ်ပြီးတော့အခုဒီ16 20အခုလက်ရှိကွန်ရှင်ဥထဥထတဲ့ရန်လည်းတရားမီးစင်းကောင်တော့မှမရနိုင်ဘူးဆိုပြီးတော့ပြောထားတယ်ဆိုတော့ကျွန်တော်အမြင်ကတော့ဒါတော့ကျွန်တော်ဒီကျွန်တော်သူ့ထဲအမြင်ပဲဥစားဥစားကျွန်တော်ပြောလို့ရမယ် ဆိုတော့ဒီဟာက တကယ်တမ်းကျတော့ဒီတော့သူတော့ပဲကောက်ကောက်ဘယ်လိုနီးလမ်းပဲတုံးတုံးအားနှစ်ချက်နေရာတိုင်းမှာရှိနေပါပဲအဲ့တော့ဒီဟာကတကယ်ဥစ္စာတကယ်တိတိကျကျနဲ့ကျွန်တော်တို့အာမဲဆင်းရနိုင်ဖို့ဆိုရင်တော့ဒီကျွန်တော်အမေရိကန်မှာအချင်းသုံးလိုမျိုးတခြားနိုင်ငံတွေမှာအချင်းသုံးလိုမျိုးအသက်60နှစ်ပြည့်သူတိုင်းအာမဲဆင်းရေဂျစ်စတာလုပ်ရမယ်ဆိုတဲ့ဆံမျိုးအဲ့လိုလုပ်ရင်တော့ကျွန်တော်တို့အာဥစ္စာတစ်ဖက်ကနေ စစ်မှန်တဲ့ဒီဒီအမှားကြီးနေတဲ့မဲစင်ကိုရနိုင်မယ်တိုးတော့ပီတူရီယာကိုတစ်ဖက်ကနေပီတူရီယာကိုဒီမဲပေးဖို့ကိုမှတ်ပုံလာတင်ချပါမလားဆိုတော့အီဆူတော့ပေါ်လာမှာပေါ့လေတော့ဒီဒီအီဆူပေါ်လာရင်လည်းဒီဟာကိုအလွယ်ကူဆုံးလုပ်နိုင်တဲ့နီလန်းပေါ့ကျွန်တော်ဒီဒီ technical ဘိုင်းအကူအညီလိုအပ်လာမယ်ဆိုတော့ဒီဟာအသက်ဆက်ရှင်နေပီတူတိုင်းကအာဒီ messenger ကို register လုပ်ရမယ်ဆိုတော့ issue နဲ့သူတို့ကိုယ်တိုင် ဒါမှမဟုတ်သူတို့ကိုယ်တိုင်မအိုင်တော့မှသူတို့မီတာစုထက်ကတယောက်ကမီတာစုအတွက်ကိုစားအဲ့လိုမျိုး register လုပ်တဲ့ system ကိုကျွန်တော်တို့အရင်တော့မှန်ကန်ပြည့်စုံတဲ့ message ရလိမ့်မယ်လို့ကျွန်တော်ဥစားတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနော်အခုလိုမျိုးဒါကျော်တို့ DBB studio လာရောက်ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဒါပြည့်စုံဖြစ်ကြပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you